ကျေးဇူးတည်တတ်တဲ့မွေးစားသားကြောင့်တင်900တန်အိမ်လေးပိုင်ဆိုင်နိုင်ခဲ့တဲ့ဦးတိန်ညွန့်ပရိသတ်များလုံးမဲမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျေးဇူးတည်တတ်တဲ့သားကြောင့်အသက်80ကျော်မှအိုးပိုင်အိမ်ပိုင်ဖြစ်ခဲ့ရတာကတော့လူရှင်တော်ဦးတိန်ညွန့်ပါယနေ့ခေတ်အချိန်ကာလမှာကိုမွေးထားတဲ့သားသမီးအရင်းတွေတောင်မိဘကိုပြန်လည်ပြီးတော့မကြည့်ရှုနိုင်မင်းနဲ့စွန့်ပစ်ကြတဲ့အချိန်မှာမွေးစားသားလေးရဲ့တည်တတ်လိမ္မာမှုကြောင့်ဝမ်းသာပျော်ရွှင်ခဲ့ရသူကတော့ဝိုင်းရင်လူရှင်တော်ကြီးဦးတိန်ညွန့်ဖြစ်ပါတယ် လူရှင်တော်ဦးတိန်ညွန့်ဦးမိုးဒီစတဲ့အဝိုင်းရင်လူရှင်တော်ကြီးတွေကငယ်ရွယ်နှူးပြိုစင်မှာတော့မြန်မာတနိုင်ငံလုံးကပြည်သူတွေကိုသူတို့ရဲ့ဟာတရရှင်ပြန်လုံးတွေနဲ့လူတွေကိုပြုံးပျော်စေခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးလူရှင်တော်ကြီးတွေပရိသတ်တွေကိုသူတို့တက်ကြွနဲ့အနုပညာနဲ့ဖျော်ဖြေကပြုံးပျော်ရွှင်အောင်လုပ်ပေးခဲ့ကြပေမဲ့သူတို့ရဲ့ဇက်ခုံနောက်ွယ်ကလကနောက်ွယ်ကပြင်ပဘဝကတော့တော်တော်လေးကိုပင်ပန်းဆင်းရဲကြပါတယ်။ဇာတိပင်လောကမှာဇာမင်းသားတွေဒါတညာကိုတင်းရချေရနေပေမယ့် လူရှင်တော်တွေကတော့မစိုးမပုတ်ငွေလေးနဲ့အသက်ရှင်တန်ရုံးကန်နေရတာပါဒါကြောင့်လူရှင်တော်ကြီးတွေဟာလူတွေကိုဘဝအမောပြေစေဖို့ပျော်ရွှင်အောင်လုပ်ပေးနေပေမယ့်သူတို့ရဲ့ဘဝတွေကတော့ခက်ခဲကြမ်းတမ်းမှုတွေနဲ့ပြည်နေပါတယ်လူရှင်တော်ကြီးတွေကိုပိုးပြီးသနာစရာကောင်းတာကအိုမင်းမဆန်းဖြစ်ပြီးရောအနုပညာအလုပ်တွေမလုံးနိုင်တော့တဲ့အချိန်မှာပါလူရှင်တော်ကြီးတွေကတသက်လုံးအမှုပညာလုံးရင်းနဲ့အရှာဖွေထားတဲ့ငွေတွေဟာနေပါလောနာကြောင့် ရရဆဆဖူလုံယုံသာလောင်းကပြီးတော့နောင်ရီးအတွက်တော့မဆူဆောင်းနိုင်ခဲ့ပါဘူး။ဒါကြောင့်လူရှင်တော်ကြီးတွေရဲ့ဘဝနေဝင်ခြင်းဟာစင်စင်ရဲရဲချိုးချိုးတက်တက်နဲ့ဖြတ်တန်းသေးဆုံးကြရပါတယ်။လူရှင်တော်ကြီးဥဒိညွန်းဟာလည်းဒီလိုပဲအသက်80ကျော်ဘဝနေဝင်ခြင်းကိုခက်ခဲပင်ပန်းစွာနဲ့ဖြတ်တန်းနေခဲ့တာပါ။ဒါပေမဲ့လည်းအခုအသက်80ကျော်အရွယ်မှာတော့အဝေးရောက်မွေးစားသားဖြစ်သူရဲ့မိဘပေါ်မှာကျေးဇူးတည်တဲ့လိမ္မာမှုတွေကြောင့်အခုခါမှာတော့လူရှင်တော်ကြီးဥဒေညွန်ရဲ့ဘဝကအိုဇာတာကန်ကောင်းပါတယ် ဗီဒီယိုအစမှာပြောခဲ့သလိုပဲသားသမီးအရင်တွေတောင်မှမိဘတွေပေါ်ကိုကျေးဇူးမတိတတ်တဲ့ခေကြီးမှာဥဒေညွန့်ရဲ့မွေးစားသားကတော့ဖခင်ကြီးလိုအပ်သမျှကိုအဝေးတနေရာကနေဖြည့်ဆည်းပေးနေရဖြစ်ပါတယ်ဥဒေညွန့်ရဲ့မွေးစားသားကအမြဲတမ်းလိုလိုဖခင်ကြီးလူရှင်တော်ဥဒေညွန့်အတွက်အလိုရှိရာသုံးဆွဲဖို့အတွက်စားသောက်စရိတ်ထောက်ပံ့ငွေနဲ့ဖခင်ကြီးဥဒေညွန့်အားရှိစေဖို့အတွက်အိုဘာတင်အန်ရှူဝါနဲ့တခြားသောအစာအာဟာရတွေစေဖို့တွေကလာတိုင်းအမြဲလိုလိုပံ့ပိုးပေးနေရပါ အခုဆိုရင်တော့လူရှင်တော်ကြီးဦးတည်ညွန့်ရဲ့မွေးစားသားကဖခင်ကြီးအိုမင်းမဆွမ်းဖြစ်နေချိန်ကိုပိုင်အိမ်မရှိပဲဟိုအိမ်မှာအငားကက်နေဒီအိမ်မှာအငားသွားနေရတာကိုမမြင်ရတော့တာကြောင့်တင်းကိုရတဲ့အိမ်တလုံးကိုကိုပိုင်ဝယ်ပေးလိုက်ပါတယ်။ဦးတည်ညွန့်ကတော့မွေးစားသားလေးရဲ့ကျေးဇူးကြောင့်အသက်ကြီးမှအိုးပိုင်အိမ်ပိုင်လေးနဲ့နေနိုင်သွားခဲ့ရပါ ဥဒေညွန်ကသူ့ရဲ့မွေးစားသားကိုအသက်၅နှစ်အရွယ်မှာကတည်းကမွေးစားခဲ့ရဖြစ်ပြီးတော့စတဲ့မွေးစားကလေးကကလေးကိုမိခိုစားမယ်ဆိုတာမျိုးမရှိပဲဒုက္ခရောက်နေတဲ့ကလေးကိုတတ်နိုင်သမျှကျွေးမွေးဆောင်ရှောက်ခဲ့ရပါအခုချိန်မှာတော့ဥဒေညွန်ရဲ့မွေးစားသားလေးကအိမ်ထဲဝေးတဲ့အဝေးတနေရာမှာစီးပွားရေးအဆင်ပြေနေပုံရပါတယ်ဥဒေညွန်ကတော့သူဘလောက်ပဲအဆင်မပြေဖြစ်နေပါစေတာသမီးတွေစီကဂုံတိတ်ခါကြားခံပြီးတော့ငွေမတောင်းပါဘူး ဖခင်ကြီးလိုအပ်တာတွေကိုလုံနိုင်အောင်လို့နောက်ထပ်လည်းပို့ပေးဦးမယ်လို့သိရပါတယ်။ဥတိန်ညွန်ကတော့မွေးစားသားဖြစ်သူရဲ့တိတ်တက်လိမ္မာမှုတွေကြောင့်ကြည်နူးပီတီဖြစ်နေရပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဥတိန်ညွန်အပေါ်ကိုတိတ်တက်လိမ္မာလုံးပြီးတော့အိမ်ကို3900နဲ့ဝယ်ပေးခဲ့တဲ့မွေးစားသားပုံမှာမိမိတို့ရဲ့အမြင်လေးကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အဆုံးသတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။